ချစ်စွာသောမိဘပြည်သူပေါင်းစိတ်ဤချမ်းသာခြင်းကိုဤချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့ဥစွာပထမစိတ်သည်စပီကာကနေပြီးတော့နှုတ်ခွန်းဆက်တာဂါရဝပြုလိုက်ရပါတယ်ခင်ဗျာတီတီဒါနာနဲ့ပလီပလာမပြောတတ်တဲ့စိတ်သည်စပီကာပြန်လည်လို့ရောက်ရှိလာပါပြီခင်ဗျာအခုတော့ကျွန်တော်တို့တွေအိမ်ပြန်ရတော့မှာပါမဝေးသောကာလမဝေးသောရက်ပိုင်းတော်တွင်မှာအိမ်ပြန်ရတော့မှာပါအခုဆိုရင် ော်လိုင်းကြီးတက်ဖွဲ့ဝင်နေနဲ့ PD ရဲ့ရဲဘော်တွေဟာကြိုးကြိုးစားစားနိုးနိုးကြွားကြွားနဲ့တိုက်ခိုက်လိုက်တာပြီးခဲ့တဲ့ရက်ပိုင်းတော်တွင်းရဆိုရင်ရန်ကုန်မြို့ရဲ့အချက်ချာကြတဲ့ရန်ကုန်တန်လျင်တရားအစင်းဟာဂိတ်ကိုတော်လန်ရေးတက်ဖွဲ့ဝင်တွေကနေပြီးတော့ဖောက်ခွဲဖြက်စီးပလိုက်ပါဗျာဒါပါလဲဆိုတော့ ပြည်ရဲ့ရဲဘော်တွေနဲ့တော်လိုင်းရင်တက်ဖို့ဝင်နေသွေးကြွေးမှာဆွေးနွေးစရာမရှိဘူးဆိုတဲ့စကားအတိုင်းပဲရန်ကုန်မြို့တွေကိုဘလောက်ထိအောင်ရောက်နေပြီလဲဆိုတာတက်တည်ပြလိုက်တာပါဗျာပြည်သူမျက်ရည်ကိုတုတ်ပေးဖို့ပြည်သူငိုရင်ငိုမယ်ပြည်သူရင်ရင်မယ်ပြည်သူရှေ့မှာတော်လိုင်းရင်တက်ဖို့ဝင်နေနဲ့မျိုးကောင်းသားမျိုးကောင်းသမီးလေးတွေရှိတယ်ဆိုတာတက်တည်ပြလိုက်တာပါ ရာမကြမီချိန်တောတွင်းမှာအရှိဘကနေပြီးထွက်လာတဲ့နေဝန်နီနီလိုမျိုးပဲတောင်းဖန်ဝါဆိုတဲ့နေဝန်ကြီးဟာထွက်ပေါ်လို့လာနေပါပြီသွေးချွေးမှာဆွေးနွေးစရာမရှိဘူးဆိုတဲ့စကားအတိုင်းပဲပြည်သူတွေရဲ့မျက်ရည်ကိုတုတ်ပေးဖို့ပြည်သူတွေရဲ့ဘဝကိုသူတို့ယမန်နဲ့ နှိုင်းပြီးတော့သူတို့လည်းတစ်ထက်သေးရှိပါတယ်ပြည်သူတွေနဲ့တသွေးသေးပါပဲပြည်သူတွေနဲ့တသားသေးပါပဲဆိုတဲ့အရာကိုတက်တည်ပြလိုက်တဲ့ဂျီဇက်မျိုးဆက်တစ်ကျွန်တော်တို့ရဲ့တူလေးတွေတားလေးတွေရဲ့လှုပ်ဆောင်ချက်ကတော့တကယ်ကိုအမခန်းပါပဲဗျာဟမ်ဒါဒီအမခန်းဖြစ်ပေမဲ့လေဒီမှာစစ်တပ်အလို့ကြရိုက်ကူးရေးတွေ ရုပ်ရှင်နဲ့ပြဇာတ်ဒီနှစ်ပါးသွားဒီအမှုပညာနဲ့ပတ်သက်ပြီးတော့အဆိုကဏ္ဍတွေလာပါတော့မယ်ဗျာအဲ့ဒါဘာလဲဆိုတော့မြန်မာနိုင်ငံတွင်းအမှုပညာရှင်အချို့ကလွဲမှားစွာဝန်ဆောင်ရွက်၍နိုင်ငံတွင်းမဖြစ်သင့်သည့်များဖြစ်ခဲ့သည်ဟုအပြစ်တင်လိုသည့်เนาะအပြစ်တင်လိုပါသည်တဲ့เนาะရုပ်ရှင်ယုံများတွင်လဲစစ်တပ်ကနေပြီးတော့အတိပေးလိုက်ပါတယ် နော်အချက်လက်များကိုလည်းနော်ဒီကျွန်တော်တို့ဟိုဘလို့ခေါ်မလဲပြန်ကြားရေးဝန်ကြီးပေါ့ပြန်ကြားရေးဝန်ကြီးကအယူချိပန်းစကားတွေနဲ့ပြောနေပါတယ်အဲ့ဒါဘာလဲဆိုတော့ပြန်ကြားရေးဝန်ကြီးမောင်မောင်အုံးအောင်နေပြီးတော့အမိတ်နေထုတ်ပြန်လိုက်ပါတယ်ကဲလောက်ကြအောင်နေ ဘောကိုဆက်မှကြပါအောင်လားလို့ကျွန်တော်ဒီနေရာနေကျွန်တော်ပြောချင်ပါတယ်အဲအရင်တော့ကကျွန်တော်တို့ကြားပူးတာရှိတယ်ဗျအဲကျွန်တော်88နောက်ပိုင်းမှာကိုရီးယားအုံကျော်ကနေပြီးတော့အဲကိုရီးယားကြီးလွယ်ပြီးတော့သူကနေပြီးတော့အစဲကြီးတွေစောက်တာတို့တရားကြီးတွေစောက်တာတို့လိုင်းတွေဖောက်တာတို့မှာအဲကိုရီးယားကြီးလွယ်ပြီးတော့သူကနေပြီးတော့တချင်းတွေစိုးတယ်အဲ88တုန်းကလည်းဟိုထိုနီးတူပဲပေါ့နော်အမှုပညာတမားစစ်စစ်မဟုတ်တဲ့သူတွေကဘောတွေမကြတယ်ခြံကြီးကိုခွာထိုင်ကြတယ် အဲအရေးခဲမှာကျတော့လေဟာသူကထိုးရေးထိုးရေးထိုးရေးနဲ့ကော်ရီယံအုံကျော်လို့သူလက်သီးလက်မောင်းတန်းပြီးတော့ပြကြတယ်အဲပြီးတော့ဗာလဲဟိုဟိုပရမယာကေခိုင်ရဲ့အဖေအဲတော့ဟိုစာရူးပေါ့နော်အဲရဲစိန်လို့ဘသူတို့ပေါ့အဲသူတို့ကလေအာထိုးရေးထိုးရေးထိုးရေးဆိုလောက်ကြတယ်အပြီးလဲပြီးတော့စစ်တပ်ကနေပြီးတော့ဟာ ဖမ်းတယ်စီးတယ်လဲဆိုလဲဆိုတော့အာမဟုတ်ပါဘူးဗျာကျွန်တော်တို့ကနေပြီးတော့ဘဒုခိုင်းလို့လောက်ရတာပါအာဘဲဝါခိုင်းလို့လောက်ရတာပါဆိုပြီးကလိန်ကကြစ်တွေထပြောပြီးတော့ဘောကိုဆက်မှကြတယ်သူသမီးလက်ထက်ရောက်တော့လေဘောဆက်မှနေတာပါပဲเนาะအချိန်တူတူနဲ့ပြီးမလားဆိုပြီးတော့ရုပ်ရှင်စီးရင်ကနေပြီးတော့ကျွန်မတို့ကတော့ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးတော့ထွက်လာသေးတယ် ထွက်လာပြီးွားမှာအဲတင်မောင်ဆမ်းမင်းတို့တို့လင်မယားပေါ့နော်အဲတို့ထွက်လာသေးတယ်ထွက်လာပြီးတော့မှအခုတော့ဘောဆက်မှနေကြတယ်ပေါ့နော်ထားလိုက်ပါဒါကသူတို့ပြောနေတာမဟုတ်ဘူးကျွန်တော်ပြောနေတာဘာလဲဆိုတော့ခုနကော်နီယံအုံးကျော်ကော်နီယံကြီးလွယ်ပြီးတော့တချင်းနေဆက်တာတရာကြီးနေတရာကြီးနေစောက်လုတ်ခဲ့ပြီနော်လမ်းကြီးနေလမ်းကြီးနေဖောက်လုတ်ခဲ့ပြီနှစ်ထောင်အာရဟာကာရလည်းမကြည့်ဘူးဗျာ ။ဒါအကြီးဒါအကြီးနေဆောက်လုပ်ခဲ့ပြီ။လမ်းကြီးလေလမ်းကြီးနေဖောက်လုပ်ခဲ့ပြီ။နှစ်ထောင်အားရတယ်။ဘာဒီဆောက်ပြောလို့ပြောမလဲ။ဘာဒီဆက်လို့ဆက်မလဲမသိဘူးဗျာ။အဲအဲ့လိုတချင်းနေကိုစို့ပြီးတော့နော်အမှုပညာဘောမာတွေကနေပြီးတော့ဆက်ဟိုဘက်ထိတ်ဒီဘက်ထိတ်တို့ပြေးကြတာတို့။ဟောနောက်ကဟာတကယ်ဟိုပဲလမ်းကြီးဒီမှာဟာအကကြခုံကြတယ်။အဲအဲ့တုန်းကနဝတပေါ့နော်။နဝတအစိုးရရဲ့အလိုကျကျိုးဆွဲရုပ်သေးရုပ်တွေဖြစ်ခဲ့တယ်။အခုလဲဒါပြီဗျာ။နော် အဲစောင်းလီလေးတစ်ထည်တို့ဘာတို့ဥစ္စာဖြစ်တယ်မယုံမရှိနဲ့မယုံမရှိနဲ့တို့ဖားတဲ့အနေနဲ့တို့ရိုက်အောင်မှာဘာလို့ရိုက်အောင်မလားမှလဲဆိုတော့ပြီးခဲ့တဲ့အဲလာပိုင်းတော်တွင်ကမြင်ငင်လှုပ်သွားတယ်မြင်ငင်လှုပ်သွားတဲ့ဥစ္စာကိုကျွန်တော်ဇက်ညုံးမှာကျွန်တော်တခါတည်းပြေးလိုက်မယ်မြင်ငင်လှုပ်သွားတယ်စကိုင်းမန္တလေးနေပြီးတော့ နော်အတော့မြို့တော်တော်များများမြင်ငင်လှုပ်သွားတာမြင်ငင်လှုပ်သွားတဲ့ဥစ္စာကိုတို့ကနေပြီးတော့ဟာဇလန်းကြီးတွေဖွဲ့ပြီးတော့အာတစ်ဖက်ကလည်းဒီစကိုင်းဘက်မှာဆိုရင် အာကျွန်တော်တို့ဒီ PDF ရဲဘော်တွေနဲ့တော်လိုင်းတက်ဖွဲ့ဝင်တွေနဲ့တိုက်နေတယ်။အော်တစ်ဖက်မှာလည်းမြင်ငင်လှုပ်နေရယ်အဲ့ဒါကြီးကိုတို့ရဲ့ဘဘဒီဗိုလ်ချုပ်ယူရနေပြီးတော့ အသက်ကိုပဓာဏမထားပဲပြည်သူတွေကိုဘလို့ကဲ့တင်နေနိုင်ငံတကာကိုဘလို့ဖိတ်ပြီးတော့ဘလို့တွေလုတ်ပါတယ်အာသူတို့ဒီစစ်တပ်ကြီးကနေပြီးတော့ဘလို့ပြည်သူတွေကိုဘလို့လုတ်ပါတယ်ဘာညာဆိုပြီးတော့လာနိုင်မယ်ကျွန်တော်ဇန်ညွန်ရေးပေးလိုက်တာเนาะကျွန်တော်ဇန်ညွန်ရေးပေးလိုက်တာအဲ့ဒါကြီးကို तू ကနေပြီးတော့ပြည်သူတွေကိုဂျင်းထဲရုပ်ရှင်ကြီးကိုရိုက်ပြအောင်မယ်ဗျာအဲ့ဒီမှာเนาะဂျင်းထဲလို့လဲထဲမှန်းမသိဘူးထဲမှန်းတည်တည်နေလဲခံပြီးတော့ ဘောတွေစက်မာတဲ့လူတွေကလည်းဒီရုပ်ရှင်ကြီးကိုစိတ်ရိုက်ပါဦးမယ်ကျင်းနေတဲ့အဲ့ရုပ်ရှင်ရိုက်ရင်ပါမဲ့လူတွေကရန်အောင်ရဲအောင်စိုးမြတ်သူသားတို့ညီမတွေနော်မေတင်စာဦးတို့အကုန်ပါအောင်မှာဒါမေမြေကြီးကိုလက်နဲ့ပုတ်ရင်လွှဲရင်လွှဲမယ်ကျွန်တော်ပြောတဲ့စကားလွှဲဖို့မလွှဲစရာဘူးဗျာနော်အာအဲ့ဒါကြီးဇလိုင်းကြီးတွေရိုက်အောင်မှာဟာရုပ်ရှင်စကားကြီးတွေတို့လုံအောင်မှာ လုံးမှာဒါဒါအခုကျွန်တော်ပြောတဲ့လူတွေကတော့မပါမဖြစ်မပြီးမဖြစ်ပါဘူးပါဘူးမှာเนาะအဲနောက်တစ်ခုရှိသေးတယ်ဘာလဲအနုပညာသမားဖြစ်ပြီးတော့ကွာဒီနေရာနေပြီးတော့တခုပဲပြောချင်တယ်ကွာဘာလဲဆိုတော့ဒိန်းတော်เนาะကိုယ်တည်းလဲငဲပါတယ်ဒိန်းတော်ရေမင်းကဒီနေရာနေပြောချင်တယ်ကွာအေးအေးဆေးဆေးလေးနေပါမင်းဘာနေမင်းအငိမ်လေးပါလေအေးဆေးလေးကဒါမှမဟုတ်လဲမင်းဟိုရုရှိယာနေပြီးတော့ အဲတောင်းရင်သားတဲ့ဥစ္စာဒီလူစီကတောင်းရင်သားတဲ့ဥစ္စာတွေနဲ့အမင်းအေးစေးစေးဒီဘဝမှာမင်းနေလို့ရပါပြီမင်းရဲ့ပိုင်ဆိုင်မှုတွေကိုငါပြောပြရရင်အဲ့လိုမျိုးတောင်းရင်သားတဲ့ပိုင်ဆိုင်မှုတွေကိုပြောပြရရင်မြမပြည်ကြိုက်တဲ့နေရာကိုထိုးလိုက်မင်းရဲ့ပိုင်ဆိုင်မှုအ ਨੇ ဆုံးမြေခွက်တစ်ခွက်ကတော့ရှိပါတယ်မင်းကိုလူရှင်တော်တယောက်လို့ငါမြင်ထားတယ်မင်းနဲ့ငါနဲ့ဒီကိစ္စတွေမတိုင်မီရအတူတူလုပ်တွေလုပ်ဘူးတယ် အာနာသိမ့်လိုက်တဲ့အချိန်မှာမင်းနဲ့ငါနဲ့ပထာတလန်တန်တလန်ဖြစ်သွားတာကဖြစ်သွားတာပဲလူရှင်တော်ဆိုတဲ့လူရှင်တော်အချင်းချင်းမင်းကိုငါဒါလေးကိုငါမေတ္တာရက်ခံတာတော့မဟုတ်ဘူးမင်းကိုငါအတိပေးတာမေတ္တာရက်ခံမယ်အဆင့်မဟုတ်တော့ဘူးမင်းကိုငါအတိပေးတာဘာလဲဆိုတော့ဒီအချမ်းဘက်စစ်တပ်ကနေပြီးတော့မုံရနတ်မခမှာနော်ဖြောပြေပွဲတစ်ခုလုပ်တယ်အဲ့ဒီဖြောပြေပွဲမှာမင်းလာရောက်ဖြောပြေတယ် ကပြတယ်ပေါ့ခွာမင်းဘောမှာပြီးတော့စက်တက်အလိုကြမင်းတော့ကတယ်မင်းဖွဲ့တွေတော့ကကြတယ်အဲ့ဒီမှာဘလူပါသေးလဲဘေဝါပါသေးလဲဆိုတော့ငါနောက်နေကြရင်ငါဆက်ပြီးငါပြောပြမယ်လောလောဆယ်မင်းတို့တော့ရောက်ပြီးတော့ဒိန်းအောင်မင်းတို့တော့ရောက်ပြီးဖြောပြတယ်ဖြောပြနေမင်းတို့တော့ဖြောပြပါအင်းစလီဖြောပြပါမင်းမဖြောပြဘဲနဲ့မင်းတို့ကကြောက်ကန်ကန်ပြီးတော့အာမင်းတို့ကလေဟာကျွန်တော်တို့ကလုံုံရေးတွေပေးပါဘာတွေပေးပါဆိုတော့အဲ့မင်းတို့ရဲ့စစ်တပ်လုံုံရေးဂိတ်တွေဘာတွေကပတ်ပတ်လဲမှာ အထိုင်ကျစခန်းတွေကနေပြီးတော့တော်လိုင်းရင်တပ်ဖွဲ့ဝင်တွေ PDF ရဲဘော်တွေလာမှဆိုလို့ဆိုတော့အမြောက်တွေနဲ့ပြစ်ဘုံတွေနဲ့ပြစ်ဟာရမ်းတမ်းပြီးတော့တနက်တွေဘာတွေနဲ့ပြစ်တာဘာဖြစ်သွားတယ်ထင်လဲနော်ပြည်သူ2ဦးသေဆုံးပြီးတော့10ဦးတော်တော်ဒဏ်ရာရသွားပါတယ်တေလူမျိုးပါဒဏ်ရာရသွားတယ်တေသလားရှင်သလားတော့အဲမတိသေးဘူးပေါ့နော်2ဦးကတော့တေသွားတယ်မင်းတို့ပတ်စံရဖို့အရေး မင်းတို့ဘောဆက်မနိုင်ဘူးအေးမင်းတောင်းရန်နေဘူးအေးမင်းကောင်းစားဖို့အေးအဲ့ဒီအေး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 တွေကြားထဲမှာပြည်သူတွေကိုမင်းကကိုယ်တိုင်တတ်နေပြီလားလို့ပဲငါဒီနေရာနေငါပြောချင်ပါလေမင်းလုံးရဲ့ကြောင့်အမှုပညာသမားတော်တော်များများဟိုတော့အဖမ်းခံရပြီမင်းလုံးရဲ့ကြောင့်အမှုပညာသမားတွေဒုက္ခရောက်နေကြတာလေမင်းသိတယ် တယောက်ဖန်းခံွားရင် ဟုတ်ပြီ तू ကတော့မောင်ဖြူကတော့ဖန်းခံလေးရတယ်မောင်ဖြူကိုရွေးထုတ်ဖို့ဘလောက်ကြတယ်ဘယ်ဝါကြတယ်ဆိုပြီးတော့မင်းကပွဲစားလုပ်တယ်ငိမ့်ညမ်းကဘလောက်ရတယ်အုံသီးကဘလောက်ရတယ်ငါတို့စီမှာအတိအကျရှိတယ်နော်ထောင်ကြွားတဲ့လူကြီးကမင်းတို့ကဘလောက်ဒီဘလို့တွေတောင်းနေဆိုတာငါတို့သိတယ်မင်းတို့နေရဘောမာနာတဲ့နေမတူဘူး ပြည်သူတွေဒုက္ခရောက်နေပါတယ်ဆိုမှပြည်သူမျက်ရည်ကိုမတုတ်ဘဲနဲ့ပြည်သူတွေရဲ့ချွေးနှဲစာတွေကိုဓမြတိုက်ယူနေတာနဲ့အတူတူပဲဖြစ်နေတယ်ဒိန်းတောင်ကြီးငိမ့်ချမ်းငားတဲ့အများကြီးကြီးတယ်ငိမ့်ချမ်းမင်းရဲ့တမိုင်းကဘယ်တော့မှမလှဘူးမင်းပညာတော်တယ်အမှုပညာနဲ့ပတ်သက်ပြီးပညာတော်တယ်ဒါပေမဲ့ငါတို့အမှုပညာအတိုင်းဝိုင်းမှာမင်းကိုဘာတွေပြောလဲမင်းသိတယ်နော်မိမမြင်မရဘူး ဝလုံးကားကြီးရှိရဖြတ်တာတော့မှအမင်းရှိမှဝလုံးကားကြီးရှိရမဖြတ်ရဲဘူးမိမရှိတဲ့အိမ်ညမရှိတဲ့အိမ်အမရှိတဲ့အိမ်ကိုမင်းကိုဧည့်သည်ဖြစ်မဖိတ်ရဲဘူးအဲ့လောက်ထိမင်းကစီးမဆောင်တတ်တာမင်းကိုမင်းမင်းသိတယ်ဟုတ်တယ်နော်မိမမြင်မရတာငြိမ်ချမ်း ခုဘက်မှာထိုင်လိုက်ဒီဘက်မှာထိုင်လိုက်ဘောဆက်မှနေတာအုံသီးတဲ့ပဲပြောမယ်မင်းတို့မိုက်တယ်ဆိုရင်ငင်းငင်းရောအုံသီးရောဒိန်းတော်ရောညာမင်းတို့တကယ်မိုက်တယ်ဆိုရင်လာခဲ့မင်းတို့မလာရဲဘူးလားမင်းတို့ဘယ်နားမှာရှိလဲရှိတဲ့နေရာအဆက်ကိုလာခဲ့ငါလဲလာခဲ့မယ်ဘယ်နေရာမှာတွေ့ကျင်လဲ ရှမ်းပြည်နယ်မှာတွေ့ကျင်လားကရင်ပြည်နယ်မှာတွေ့ကျင်လားကရင်နီမှာတွေ့ကျင်လားမင်းတို့ဘာမှဖြစ်စေရဘူးမင်းတို့မှဲ့တော့မဆုံးစေရဘူးမင်းတို့မှန်တယ်ဆိုရင်ငါပြောတဲ့စကားတွေမှားတယ်မင်းတို့ဘက်ကမှန်တယ်ဆိုရင်လာငါနဲ့တနေရာမှာငါတို့လက်ဆွဲနှုတ်ဆက်ကြမယ်မင်းတို့တက်တိရှိရင်ပေါ့ခေါင်းမူးခြုံပြီးတော့ပစိုးကိုခြုံပြီးတော့ လက်တီးဘုံတော့မပြပါနဲ့ကွာပြည်သူတွေတော်တော်ဒုက္ခရောက်နေပါတယ်လို့ပဲငါဒီနေရာနေငါပြောချင်ပါတယ်ဟုတ်ပြီမင်းလုံရဲ့ကြောင့်မုံရွာမှာမင်းတို့သွားဖြော်ပြေးတာနတ်မှာခမှာသွားဖြော်ပြေးတာမင်းတို့ဘာတွေဖြစ်လဲပြည်သူတွေတည်တည်ပြည့်စည်ကြတယ်မင်းတို့ကောင်းစားရေးအတွက်မင်းတို့ပတ်စံရဖို့အတွက်မင်းတို့ဖားဖို့အတွက်ပြည်သူတွေကိုမင်းတို့ကချနင်းတာလား ပြည်သူချွေးနှဲစာနဲ့ပြည်သူတွေမြောက်စားလို့တောက်ကြွလာတဲ့နမတလုံးရလာတဲ့ငိန်ချံဒိန်းအောင်အုံသီးမင်းတို့ပြောကြမင်းတို့ပြောကြတယ်မှာပြည်သူတွေပေးလို့မင်းတို့နာမည်လေးရတာပြည်သူတွေကျွေးလို့မင်းတို့စားနေရတာပြည်သူ့ကိုမင်းတို့ကပြန်တတ်နေတယ်ဆိုတော့မင်းတို့ဘဝကမလှပါဘူး မင်းတို့ဘယ်အထိဆက်လျှောက်နိုင်မလဲမင်းတို့ဘယ်အထိသွားနိုင်မလဲသွားကြပါလှုပ်ကြပါမကြသေးတော့ခင်အချိန်မှမင်းတို့ ਨੇ ပီဒီရဲ့ရဲဘော်တွေ ਨੇ ပြည်သူတွေ ਨੇ ဘလို့ရင်ဆိုင်ရမလဲဆိုတာမကြတော့ပါဘူးလို့ငါဒီနေ့ကနေပြောချင်ပါတယ်ဟုတ်ပြီနောက်တစ်ခုကဘာလဲဆိုတော့ ဗမာစကားပုံမှာရှိပါတယ်ယရိယာကောင်းရင်မင်းလောင်ဖြစ်တယ်ယရိယာကောင်းရင်မင်းလောင်ဖြစ်တယ်ဆိုပြီးတော့ဗမာစကားပုံမှာရှိပါတယ်ယရိယာတွေခြေရတယ်အာအင်းအိုင်လက်ဖွဲ့တွေစောင်းကြတယ်ဒုတ်ပြီးဒါပြီးတနပီးပေါ့နော်ဒီခေတ်ကြတော့နော်အဲ့ဒါတွေလုံးကြတယ်အများကြီးပဲလုံးကြတယ်အဲ့ဒီမှာကျွန်တော်တို့မြမပြည်သူပြည်သားတွေကိုဖိနှိပ်ထားတယ်တနက်နဲ့မိုးပြီးတော့အုတ်ချုပ်နေတဲ့ အကျုပ်တရားတွေပေးပြီးတော့အာနာလူယူထားတဲ့ဘုကျုပ်ယူကြီးသူ့ရဲ့ဇနီးကျူကျူခေါ်ဟုတ်ပြီသူတို့ကနေပြီးတော့ယရိယာလေးခြေတယ်ယရိယာလေးဘာလို့ခြေလဲဆိုတော့ဒီကျွန်တော်တို့မြန်မာနိုင်ငံကိုအာနာနဲ့အုပ်ချုပ်ခဲ့တဲ့စစ်အာဏာရှင်ဦးတန်းရွှေလက်ထက်မှာ ဦးတန်းရွှေရနေပြီးတော့အနားယူတော့မယ်လဲဆိုလဲဆိုတော့ဦးတန်းရွှေနေရာကိုရဖို့ရရီယာတွေအင်းအိုင်တွေလက်ဖွဲ့တွေနဲ့ဟာသွားပြီးတော့ဟိုဥတော်တင်ခဲ့တဲ့ဝစီဘိတ်စီရတော့အဲဝစီဘိတ်စီရတော့ချိုင်းတုံကပေါ့နော်အဲ့ချိုင်းတုံကဝစီဘိတ်စီရတော့အခုသွားပြီးတော့တို့ရကနေမှာအင်းအိုင်လက်ဖွဲ့မန်တန်တွေနဲ့ရရီယာတွေတောင်းနေပြန်ပါပြီဗျာ အဲသူ့ရဲ့ဒီဝစိဘိတ်ဆီယာတော်ရဲ့အဲသူတည်ထားတဲ့ဟိုပန်းညံနေအဲပြီးတော့သူတည်ထားတဲ့ဟိုဇေဒီပထိုးတွေရှိပါတယ်အဲပန်းကွဲဗုဒ္ဓဥယျာဉ်တော်မှာတဲ့နော်လောကတရဖူဇေဒီတော်ဌာပနာပိတ်ပွဲကိုအဲသူသူတို့ဇနီးမောင်နှံပေါ့နော်တွားရောက်ပြီးတော့ဒါတွေကိုလုတ်ခဲ့ပါတယ်ပြီးတော့ဒီဘက်မှာလဲပြည်သူတွေတည်တည်ပျက်စီးနေတာဟုတ်ပြီပြည်သူတွေကိုမကြည့်ရင်တော့မနေ သူ့စစ်တပ်ထဲကလူတွေတေကြီးပြက်စီးပြီးတော့ခွေးတွေဝက်တွေသိနေတာကိုဥပခါပြုတ်ပြီးတော့သူ့ကောင်းစားရေးအတွက်သူ့မိသားစုနေနိုင်ဖို့သူ့မိသားစုကောင်းစားဖို့အတွက်ပဲတဖို့တည်းကြည်နေတဲ့အတ္တသမားမိသားစုကိုအင်းအိုင်လက်ဖွဲ့မရိယာမန်ရီယာတွေလှုပ်ပေးနေတဲ့ဝစီဘိတ်ဆရာတော် ဘုံကြီးတို့မြည်သည်ဖျားသားတို့မြည်သည်အင်းအိုင်လက်ဖွဲ့မန်နီယာပေးရင်နော်ဘာမှလုပ်လို့မရပါဘူးဘာမှလုပ်လို့မရဘူးဖျားရဲ့တရားတော်နဲ့ညီတရားထိုင်ရမယ်တရားကျင့်ကြံရမယ်ဖျားရဲ့တရားတော်တွေကိုပြန်ပွားအောင်လုပ်ရမယ်နော်တရားတွေကိုကယ်ဆယ်ရမယ်ဒါပဲလုပ်ရမှာအင်းအိုင်လက်ဖွဲ့မန်တန်နေပါလိလုံလို့မရပါဘူးဗျာအဲ့ဒါက ငရေကြီးပါလေလှုပ်လို့မရဘူးအေးအဲ့လိုလှုပ်လို့မရဘူးဆိုမှเนาะခမားတို့ရဲ့မင်းတို့ရဲ့ဘိုးချုပ်ယူကြီးနဲ့เนาะကျူကျူခေါ်ရနေပြီးတော့သူတို့နောက်ထပ်ဆက်ပြီးတော့အုတ်ချုပ်နိုင်ရင်အတွက်တေဘေးကလွတ်အောင်လို့အန်နီယေတွေကင်းအောင်လို့တွားပြီးတော့အင်းအိုင်လက်ဖွဲ့မန်နီယာတွေလုံနေပါတယ်ပြီးတော့2020ခုနှစ်အာနာသိမ့်မှု ဖေဗူလာ၁ရက်နေ့မှာပေါ့နော်အာနာတိတ်မှုဆိုပြီးတော့ဒီဘိုးချုပ်ယူကြီးတို့ဇနီးမောင်နှံလင်မယားကနေပြီးတော့ဝစီဘိတ်ဆရာတော်ရှိမှာတွားရောက်ပြီးတော့အင်းအိုင်လက်ဖွဲ့တွေလုတ်ခဲလို့ဟာအောင်မြင်ခဲ့တယ်ပေါ့သူတို့ဘက်ကကြည့်အောင်မြင်ခဲ့တယ်ပြည်သူတွေကတော့ဒုက္ခရောက်တယ်ပေါ့နော်သူတို့ဘက်ကကြည့်အောင်မြင်ခဲ့တယ်အဲ့ဒါဒီအကုန်လုံးကိုဝစီဘိတ်ဆရာတော်ကနေပြီးတော့ဒါတွေအကုန်လုံးဘယ်ချိန်မှာဘာလို့ဘယ်ချိန်မှာဘာလို့ဘယ်ချိန်မှာဘာလို့ကုံကုံပြောလိုက်မယ် လူငယ်တွေရဲ့ခေါင်းကိုတနက်နဲ့ပြစ်တာအစမိန်ကြားခဲ့တဲ့ဆရာတော်ဟုတ်ပါပြီဒါတွေဟာဗုဒ္ဓဘာသာဆိုတဲ့လူတွေနဲ့မထိုက်တန်တဲ့အရာစန့်ကျင်ဘက်တွေဖြစ်နေတယ်ဆိုတဲ့အကြောင်းကျွန်တော်ဒီနေရာနေပြောချင်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါကျွန်တော်ရဲ့စင်ဒီစပီကာတခုပြီးဆုံးနိုင်ပြီးဆုံးနိုင်မှာကျွန်တော်ကြပြားလေးနဲ့ကျွန်တော်ပြီးဆုံးနေရှိပါတယ်ကျွန်တော်ဒီနေ့ ကျွန်တော်စင်ဒီစပီကာမှာယူမဲ့ကြပြားလေးရဲ့အမိကတော့နိုင်ငံတော်ရှင်းတယ်ရေးသားတဲ့ကြပြားဆရာကတော့ကြော်ကြော်တဲ့လူနာမည်ကြော်ကြော်လူခေါ်ပါတယ်သူ့ရဲ့ကြပြားလေးကိုကျွန်တော်စင်ဒီစပီကာမှာယူဖတ်ခွင့်ပြုပါကြပြားလေးရဲ့အမိကတော့နိုင်ငံတော်ရှင်းတယ်နိုင်ငံတော်ရှင်းတယ် ငါတို့နိုင်ငံတော်ကြီးရဲ့2021ဇန်ဝင်ကမ်းမှာလူယုံမှာတစုဟာပြည်သူကိုချနှင်းဖက်စစ်ဝါဒကိုအသက်သွင်းနေကြတယ်။တိုင်းပြည်ကိုလက်နက်နဲ့မိုးနှစ်ထင်အခြားတစ်ဖက်ကထွက်ကြလာတဲ့ကြည်စံမှာအာနာရှင်တို့သူတို့ရေးထိုးထားကြပြီ။အရင်ဆယ်စုနှစ်ကနိုင်ငံတော်ကိုလွှမ်းဆော့ပလီမော်တက်ချင်တဲ့ဖုတ်တတိုက်ကြောင့် ငါတို့ဟာယဉ်ကျေးစွာဇွတ်မိုက်ခဲ့ရပြီပေတရာပေါ်မှာချွေးဆက်လက်တွေးဆက်လက်ပြီးတော့ငါတို့မှာဘဝတွေဆက်လက်ကဘာမကြည့်ဘူးငါတို့သွေးနဲ့ရေခဲကြတဲ့မော်ကွန်းတေးတစ်ဖက်ကတိုက်ပွဲမှာလက်သုံးချောင်းထောင်ပြသူမျိုးဆက်တွေကိုလက်ညိုးလေးကွေးပြီးသွေးအေးစွာချိုးဖြက်ငါတို့ရဲ့မနှက်ပြန်နိုင်မှု မျက်ရည်ဝိုင်းစီခဲ့တယ်။အွန်လိုင်းဂိမ်းဆော့နေသူငါညီအလက်ကောင်ရုတ်တရက်တောက်တစ်ချက်ခေါက်နောက်တရက်မှာမြူတွေကြားတဲ့ပြေးဝင်ပျောက်ကွယ်သွားတယ်။လူမှုကွန်ရက်မှာအလှပုံတင်ဖို့ပဲစိတ်ဝင်စားတဲ့ငါညီမလေးနှုတ်ခမ်းကိုတင်းတင်းကိုက်အနာဂတ်ကိုစိုက်ပျိုးဖို့အတွက်ကြိုးဖို့အိတ်တစ်လုံးနဲ့ခྱི་ထွက်သွားပြီ 14နှစ်သားအငယ်ဆုံးကောင်ကအာနာရှင်နယံကိုလက်သုံးချောင်းထောင်ပြီးဝင်ဆောင်တယ်။မင်းကောင်တိတ်နှုတယ်ငါ့ညီ။ကြီးစံတွေမာတဲ့စကားငါမှမှကြားမိခဲ့။အနာဂတ်တွေခေါင်းကူမှ ရွေးပစ်တက်တဲ့မိစ္ဆာတွေပြောင်းသွားမှာနိုင်ငံတော်ဟာသွေးချောင်းစီး။ဘသူတေတေငတိမာရင်ပြီးရောဆိုတဲ့လူအန်ဒါတွေကိုငင်းရင် လူငယ်တွေဟာတိတ်ဆိတ်စာတင်ကန်းအရိတ်တွေနဲ့ခြေချဖို့ထက်တိုင်းပြည်ကိုကဲတင်ဖို့ဆိုပြီးနှွေးပူတဲ့မိုးတွေတဲ့ဒုက္ခတော်ထဲမှာကိုယ်တော်ကိုယ်ဆန္ဒနဲ့ထထွက်ခဲ့ကြတော့တယ်ပေမင်းဟာအစိမ်းရောင်ဝတ်စုံဝတ်ကာစင်ကြီးတွေစီးပြီးတော့နိုင်ငံတော်ကိုလက်ရာရဲ့ကြည်နေတယ် တရားမျှတလွတ်လပ်ခြင်းနဲ့မတူဒို့ကြီးဒို့မြေညာလူခတ်တိန်ငင်းညမ်းစီဖို့အတန်ဟာလေချောင်းတချောက်တိန်ဝင်နစ်မြုပ်ဖောက်ထုတ်ခံလိုက်ရတဲ့ဘဝတွေမှာရင်ဘတ်အပူပါခဲ့လို့လားသူတို့အလံတော်မှာငါတို့မျိုးဆက်သွေးတွေစွန်ထင်းပေအမေကျွန်တော်ပြန်မလာနိုင်တော့ဘူး ဆိုတဲ့လက်တစ်ဖက်ဘသူဖြုတ်ချရစ်ခဲ့တာလေဒီမိုကရေစီရရှိရေးတို့ရေးအာဏာရှင်စနစ်ကြဆုံရေးတို့ရေးတပိတ်တပိတ်မှောက်မှောက်အရေးတော်ပုံအောင်ရမည်တို့ပြည်သူတွေညီရလားဟေ့ညီရဟေ့ညီရဟေ့ကျွေးကြော်တန်တွေကိုအသက်နဲ့ထုတ်ပို့အိမ်မက်ဆိုးကငါတို့နိုးကျင်ပြီတနေ့တကုန်တင်ခွင့်မရတဲ့ တော်လန်ရေးနောင်အနာဂတ်မှာမင်းရင်ငါတို့ဖြည့်စရာရှိမှဖြစ်မယ်ဒါဟာငါတို့ရဲ့တမိုင်းငါတို့စိုင်းရမယ်စစ်ချီတန်းငါတို့မြေမှာအေးချမ်းခြင်းတွေဝေရမယ်ငါတို့ပြည်မှာပျော်ရွှင်ခြင်းတွေစနေမိုးလိုဆွေရမယ်ငါတို့မျိုးဆက်ဟာကဘာကိုတိုးထွက်ရမယ်ဒါငါတို့တိုင်း ငါတို့ပြည်ငါတို့လေကိုရှူငါတို့ရေကိုတောက်အာနာရှင်စနစ်ကိုအမြစ်ကနေဖောက်ထုတ်ငါတို့လက်ခုတ်တံကဘာကိုညံစေရမယ်ဖျားသခင်ကမျက်နှာလွှဲထားတဲ့တိုင်းပြည်မှာငါတို့ဟာအတ္တဟိအတ္တနောနာထောပဲပြောက်သွားတဲ့ဘဝတွေအတွက်ငါတို့ဟာလက်ပြာလုံရမယ်အဆုံးထိရှောက်မယ်ဆိုမှတော့ခွေးယူးတွေကြောက်ပြီး ဘယ်တော့မှငါတို့ဒူးမထောက်ဘူးသွေးကြွေးမှာအသက်ချင်းထက်ရရင်တော့ငါတို့ဟာအာဇာနီဘွားမင်းရောက်ကြတွေအဆုံးသက်တိုက်ပွဲငါတို့ရဲမယ်ငါတို့မြေမှာငါတို့တည်ရင်တော့ငါတို့သွေးနဲ့နောက်ဆုံးစာရေးလိုက်မယ်အရေးတော်ဘုံအောင်ရမည်အရေးတော်ဘုံအောင်ရမည်အရေးတော်ဘုံအောင်ကိုအောင်ရမည် လေးစားပါလေဆရာကိုကြောကြောကျွန်တော်မြန်မာနိုင်ငံကြီးအမြန်ဆုံးငြိမ်းချမ်းပါစေကျွန်တော်တို့မြန်မာနိုင်ငံကြီးအမြန်ဆုံးအေးချမ်းပါစေကျွန်တော်တို့မြန်မာနိုင်ငံကြီးအမြန်ဆုံးဘေးမတန်းဖြာဝေအရေးတော်ဘုံအောင်ကိုအောင်ရမည်